Binance ပေါ်မှာ futures trading အစားအစော futures ရှာနေအရင်ဆုံး Binance app တွေကိုဝင်လိုက်ရင်အောက်က button နှားကိုရဲမှာ futures ဆိုပြီးမြန်မာလိပ်မယ်အဲ့ဒီတွေကိုဝင်လိုက်ပါအရင်ဆုံး go trade နဲ့ crypto ကိုရှိဖို့ USD stable အနည်းအောက်ကနေရာလေးကိုထောက်လိုက်ပြီးတော့ကိုလူစင်နာကိုရိုက်ရှာပါဒီမှာဆိုလို့ရှိရင် ETH နဲ့ USDT ကိုရွေးထားပါတယ်။ဒါကို Bell Rate လို့ခေါ်ပါတယ်။ ဆိုလိုရာကတော့ဒီအတွင်းနဲ့ဆိုလို့ရှိရင် Ethereum ETH ဈေးနှုန်းတက်မလားကျမလားဆိုတာကို USDT အသုံးပြုပြီးတော့ဝယ်တာ open long ဒါမှမဟုတ်ရောင်းတာ open short လုပ်လို့ရတာပါအရှိက crypto ကိုအနောက်က crypto နဲ့ဝယ်ရောင်းတဲ့သဘောပါပဲဥပမာ ETH USDT ဆိုတာက Ethereum ကို USDT နဲ့ Papa Zero Contract အနေနဲ့အရောင်းဝယ်လုပ်နေတာဖြစ်ပါတယ် သူ့ဘေးကအနီလေးနဲ့ -4.53 ဆိုတာကကြတော့လက်ရှိ24နာရီအတွင်းမှာ ETH ကစီးနှုန်းဘလောက်ချသွားရဲဆိုတာကြတာပါအစိမ်းလေးနဲ့အပေါင်းနဲ့ပြနေရဆိုရင်တော့ဒါကဈေးတက်နေလို့ပါ PERP ဆိုတာကကြတော့ Perpetual ကိုအတူကခေါ်တာပါတတန်းကုန်ဆုံးရမရှိတဲ့ဈာချုပ်တွေဖြစ်ပါတယ် Cheers the Bogo စာချုပ်နယ်ပဲဝေရောက်လာလို့အလွဲမိတ်လို့ရပါတယ်။ဘေးကဟာရီမပြောခင်မှာနောက်ထပ်အရေးကြီးတာကတော့ဘေးဘက်ချမ်းကအငြင်းရွှေ့နေတဲ့အကွက်ကြီးပါ။ အဖို့ကအနေအောင်စင်တို့နေကရောင်းသူတွေရဲ့ order တွေ as price ဖြစ်ပါတယ်။အောက်ကအစင်အောင်စင်တို့နေကကျတော့ဝယ်သူတွေရဲ့ order တွေ bid price ဖြစ်ပါတယ်။အလေကအစင်အောင်နံပါတ်ကတော့လက်ရှိခြေခွက်ပေါက်စီ mark price ဖြစ်ပါတယ်။ဒါသိပြီဆိုလို့ရှိရင်ညာဘက်ကိုကြည့်ရအောင်ပါ။ဒီဘက်မှာကကျတော့ order အမျိုးအစားနဲ့ထည့်သွင်းရအပန်ဖြစ်ပါတယ်။ open နဲ့ close tab တွေမှာ open tab ဆိုတာက position အသစ်တစ်ခုကိုစပြီးတော့ဖွင့်ရင်သုံးပါတယ်ဥပမာဈေးတက်မဲ့ထင်လို့အသစ်ဝဲတာဈေးကျမဲ့ထင်လို့အသစ်ရောက်တာ closed up ကကြတော့လက်ရှိဖွင့်ထားပြီးသား position တစ်ခုကိုပြန်ပိတ်တဲ့အခါသုံးပါရယ်။ဥပမာအမျက်ရနေသူဒါမှမဟုတ်အရှုံးများနေသူရောင်းဝယ်ထားတာကိုပြန်ပိတ်တာပါ။ဘလို့မဲ့ရင် open ကအဝယ် close ကအထွက်ပါပဲ။ Aura type အမျိုးအစားရဲ့အနေနဲ့ market လက်ရှိ view ထားတာအရာကကြတော့ဈေးကွက်မှာရနိုင်တဲ့အကောင်းဆုံးဈေးနဲ့ချက်ချင်းဝယ်ရောက်တာပါ။ Market ကိုနှိပ်ပြီးတော့ limit stop market စာရတွေကိုပြောင်းလို့ရပါရယ်။ ဒါတွေကိုထပ်ရှင်းပြရရင် limit order ဆိုတာကအခုသတ်မှတ်တဲ့ဈေးရောက်မှဝယ်တာရောင်းတာဥပမာ Ethereum dollar 3000ဈေးရောက်မှထုတ်ရောင်းမယ်ဆို limit တင်ထားရပါမယ်။နံပါတ်၄ post only limit order တမျိုးပါပဲ။ဒါပေမဲ့ကိုယ့်ရဲ့ order က order book တဲ့ကိုထရှိမှုဝင်မဲ့နဲ့ make order စီခွက်ကို liquidity ထောက်ပံ့တဲ့ order အနေနဲ့ပဲဝင်ပါလိမ့်မယ်။ post only ကိုသုံးရင်ကိုယ့်ရဲ့ order ကဈေးကွက်ထဲမှာစောင့်နေတဲ့ make order အဖြစ်သာရှိနေပါလိမ့်မယ်။ mega ordinary အတွက် trading fees က take your ordinary ထက်ပိုပြီးတက်တာပါတယ်။တချို့ဆို fees တောင်းပြန်ရပါသေးတယ်။ဒါကြောင့်ဈေးနှုန်းကိုမဆောင်နိုင်မဲနဲ့ချက်ချင်းဝယ်ရောက်မိပြီးရော fees ပို့ကောင်တော့မျိုးမဖြစ်ရအောင် post only ကိုသုံးတာပါ။ market order ဆိုတာကကြတော့လက်ရှိဈေးကွက် ပေါက်ဈေးနဲ့ချက်ချင်းဝယ်ရောက်တာပါ။ stop limit ဆိုတာကကြတော့သတ်မှတ်တဲ့ stop ဈေးကိုရောက်ရင် limit order တစ်ခုအသက်ဝင်ပါတယ်။ stop loss ထားသလိုပါပဲ။ နောက်ထပ် stock market ဆိုတာကကြတော့တမတ်တဲ့ stop loss တွေရောက်တာနဲ့ချက်ချင်း market order အနေနဲ့ထပ်ပြီးတော့ order ဝင်တဲ့သဘောပါ trailing stop ဆိုတာကကြတော့ဈေးနှုန်းအတက်အကျကိုလိုက်ပြီးတော့ stop loss တွေကိုအလိုတရောပြောင်းလဲရဖြစ်ပါတယ် conditional ဆိုတာကကြတော့အခြေအနေတစ်ခုဥပမာဈေးနှုန်းတစ်ခုရောက်မှပြည့်ရင် order ပေါ်တာပါတူတူပြောရရင်တမတ်ဈေးတစ်ခုရောက်မှနောက်ထပ် order ကိုစပြီးတော့လုံဆောင်ပေးမယ်စနစ်ပါပဲ TWAP ဆိုတော့ကတော့ Aura Bamana ကြီးတွေကိုသတ်မှတ်ခြင်းအတွင်းအပိုင်းလိုက်ခွဲပြီးဝယ်ရောက်တာပါ skill order ကတော့သတ်မှတ်စဉ်တော့အတိုင်းအတာအတွင်း limit order အများကြီးကိုအလူတယောက်ခွဲထည့်ပေးရဖြစ်ပါတယ်။ order ရဲ့အများကြီးကိုပြပြလိုက်လို့ကောင်းမလျှော်သွားပါနဲ့။နောက်မှတစ်ခုချင်းအချိန်ပေးပြီးတော့ AC လေးလာလို့ရပါတယ်။လောလောဆယ် order တင်လိုက်တာနဲ့ဈေးကွက်ပေါင်းစည်းအတိုင်း trade day market order ပြီးတော့ကိုထားတဲ့ဈေးရောက်မှ trade day limit order နဲ့ stop limit stop market order တွေကိုနားလည်ရပါတယ်။ D AVPL ဆိုတာကကြတော့အရှိကအနေနဲ့ available ဖြစ်ပါတယ်။အဲ့ဒါကကြတော့ fish shops တဲမှာကိုထည့်ထားတဲ့ပိုင်ဆိုင်ထားတဲ့ stable coin ပမာဏကိုပြသပါတယ်။တနည်းအားဖြင့်ဒါကို margin လို့ခေါ်ပါတယ်။ဒီ amount ဆိုတဲ့နေရာက ကိုအယားဝယ်လို့ပို့အသုံးပြုချင်တဲ့ USDT ပမာဏကိုထည့်ရတာပါ။ဥပမာ position စုစုပေါင်း10ဒေါ်လာပို့ trade ချင်ရင်10လို့ရည်လိုက်ရမှာပဲ။တခုမှထားရမှာကဒါက position size ဖြစ်ပါတယ်။ position size ဆိုတာကအပေါ်မှာယူထားတဲ့ leverage အစ20နဲ့ကိုယ့်ရဲ့ margin ကိုမြောင်းရရပါတယ်။ဒီမှာဒေါ်လာ100ဘိုးဆိုရင် leverage 20အစနဲ့ကိုယ့်စီက5ဒေါ်လာဘိုးမြောင်းထားတာပါ။အဲ့ဒီအောင်ကဘေးကိုဆွဲလို့ရတဲ့အတန်းလေးကိုမြင်မှာပေါ့။ဒါကို slider လို့ခေါ်ပါတယ်။ဒါကကိုယ်ပိုင်တဲ့ပမာဏကိုမှ percentage နဲ့ထရီလို့ရတာဖြစ်ပါတယ်။ ကိုရဖျူရှယ်စ်အရင်းငွေတွေကဥပမာ25ရာခိုင်နှုန်း50ရာခိုင်နှုန်း100ရာခိုင်နှုန်းကိုဘလောက်အသုံးပြုမလဲဆိုတော့ကိုမြင်းမြင်းရွေးချယ်ဖို့ဒီစလိုက်ဒါကိုဆွဲပြီးတော့သုံးလို့ရပါတယ်။တရားရာခိုင်နှုန်းဆိုလို့ရှိရင်တော့ရှိသမျှအကောင့်ထဲမှာပေါ့အခုကတော့အရေးကြီးတဲ့အပိုင်းလာပါပြီ TPS လို့ခေါ်တဲ့ Take Profit နဲ့ Stop Loss အကြောင်းကိုပြပြမှာပါ Slide out မှာ TPS ဆိုတာလေးကိုမြင်ပါလိမ့်မယ်အဲ့ဒါမှာအမှန်မချိရသေးရင်ချစ်ဖြစ်အောင်ချစ်လိုက်ပါ အမှန်ချစ်ရွေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ target ဈေးနှုန်းတွေကိုကြိုတင်သတ်မှတ်ထားတာပါ take professor ကကြတော့ကိုမှန်းတာရဲ့အမြင်ရောက်ရင်အဲ့အမြင်အတိုင်းကိုရောင်းထုတ်လိုက်တာပါ stop loss ကကြတော့ကိုမှန်းတာရဲ့အရှုံးရောက်ရင်အဲ့အရှုံးအတိုင်းကိုရောင်းထုတ်လိုက်တာပါဒါကကိုမန်တာရဲ့အမြင့်ကိုရောက်သွားတဲ့အချိန်မှာကိုမတိလလိုလက်လွတ်သွားတာရိအဆုံးရောက်ခံနိုင်တဲ့ပုံမှန်အထက်ပိုးပြီးအောင်ဆုံးရှုံးတာရိကိုကာဝယ်ပေးပါလိမ့်မယ် Mark Price ဆိုတာကကြတော့ပြင်းပြဈေးကွက်ပေါင်းစီဖြစ်ပြီးတော့ Less Price ကကြတော့နောက်ဆုံးအရာဝယ်ဖြစ်ခဲ့တဲ့ဈေးကိုပြောတာဖြစ်ပါတယ် TP also take profit and stop loss အတွက် my price ကိုသုံးတာကပူကောင်းပြီးရောပိုပြောစိတ်ချရပါတယ်။အထူးသဖြင့် stop loss ထားတဲ့နေရာမှာဈေးကွက်ထဲမှာ UTR ခုန်တက်ကြတဲ့ weekday စိနှုန်းတွေကြောင့်မလူအပ်ဖက်နဲ့ stop loss ဖြစ်တာကိုခဝဲပေးနိုင်လို့ပါ mark price ကကြတော့ပိုပြီးတော့တည်ငြိမ်တဲ့စိနှုန်းကိုကိုစားပြုပါတယ်။ open close ရဲ့အပေါ်ကိုပြန်သွားရအောင် cross ကိုဝင်လာရင် cross ဆိုတာက wallet ထဲမှာရှိသမျှပတ်စံအားလုံးကို ကိုဝင်ထားတဲ့ position အားလုံးအတွက်ပေါင်းပြီးတော့အသုံးပြုတာပါ တခုရှုံရင်အားလုံးကိုထိခိုက်နိုင်ပါတယ်ဆိုတာကကို future strike မှာ trade ထားတဲ့မြောင် trick စုစုပေါင်းဘလောက်ပဲရှိနေရှိနေအဲ့အားလုံးအတွက်ကို wallet ထဲမှာရှိသမျှပတ်စံအားလုံးနဲ့သုံးနေရဖြစ်ပါတယ် နောက်တစ်မျိုးဖြစ်တဲ့ isolated margin ဆိုတာကကြတော့ position တစ်ခုစီအတွက်ကို margin ကိုတည်တန့်ခွဲထားတာဖြစ်ပါတယ်။တစ်ခုဆုံးရှုံးလို့ရှိရင်အဲ့ဒီတစ်ခုအတွက် margin လောက်ပဲဆုံးရှုံးမယ်ကျန်တာကလုံးချုံပါတယ်။တဘောကတော့ကိုယ့်ရဲ့ wallet ထဲမှာဒေါ်လာ1000ရှိရယ်။ကိုက trade 9ခုလောက်ဖွင့်ထားရသလိုရှင်။ယော်မင်းက200၊မင်းက300ဆိုပြီးတော့ခွဲခွဲပေးထားရယ်။အကယ်၍ညာအဲ့ဒီ trade ကရှုံးသွားရသလိုရှင်။သူ့ကိုခွဲပေးထားရပမာဏအထည်ကပဲဆုံးမှာဖြစ်တယ်။ wallet ထဲကရှိရှိသမျှဖတ်စံမကုန်ဘို့။ရှိရှိပြောရရင်ဝေစားများစွာနဲ့တီးခြားလို့ပေါ့။ ။ beginner တွေကတော့ isolated margin ကိုပို့ပြီးအကြံပြုပါတယ်။ဒီဘေးက 20x ဆိုလေးကကြတော့ leverage ကိုတွေ့တော့ပါ20ဆိုတော့ကအစ20ယူထားတဲ့သဘောပါကုထိုက်တဲ့လုံးနဆကနေသူပေးတဲ့လောက်ယူလို့ရပါတယ် leverage သဘောတရားကစာတွင်းငွေယူရပါဥပမာကိုက2ဒေါ်လာပဲရှိပေမဲ့ဒေါ်လာ20ဘူး position size ဝင်ရှင်နေဆိုလို့ရှိရင် leverage ကို10စာ 10ace ယူလို့ရပါတယ် leverage ရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုအသေးစိတ်သိရှင်နေဆိုလို့ရှိရင်အရှိကဖီချာထရေးဒီအကြောင်းပြောပြထားတဲ့ video မှာသွားပြကြည့်လို့ရပါတယ် liquid price ဆိုတာကကြတော့ကိုထည့်ထားတဲ့ position size အရာ ethereum ပဲဈေးရောက်ရင်ထည့်ထားတဲ့မှုအကုန်ပြမလဲဆိုတာကိုတွက်ပေးရဖြစ်ပါတယ်။ ဒီမှာဆို position size ကဒေါ်လာ100ဘူးဖွင့်မှာဖြစ်ပြီးတော့ margin က10ဒေါ်လာပဲ future တွေထည့်ထားတာဖြစ်လို့ Ethereum 2289ဒေါ်လာလောက်ဆို liquid ထည့်ပြီးတော့အကောင်ပါသားမှာပါဒါကအရေးကြီးပါတယ် mass open calls အများဆုံးဖွင့်နိုင်တဲ့ကုန်ကြမ်းစည်းရိမ်ဆိုတော့ကကြတော့ position size ဘလောက်အထိဖွင့်နိုင်လဲပေါ့ဒီမှာဆိုလို့ရှိရင်ဒေါ်လာ190ကျော်ရပါတယ် calls ကတော့ margin တွက်ပေးတာပါဒေါ်လာ100ဘူးကို leverage 20စားမို့လို့ဒေါ်လာ5ဒေါ်လာဖြစ်နေရပါတယ် position size ကိုတွက်ချင်တဲ့ဆိုလို့ရှိရင် cost နဲ့ leverage ကိုမြောက်ပြရင်ရပါတယ်။ Okay အခုဆက်ပြီးတော့ open long open short ဆိုတဲ့ဟာကိုဆက်ပြီးရှင်းပြပါမယ်။အစင်းရောင် open long buy ဆိုတာကကြတော့ဈေးနှုန်းတက်မယ်လို့ခန့်မှန်းပြီးတော့ဝယ်တာပါ။အနည်းရောင် open short sell ဆိုတာကကြတော့ဈေးနှုန်းကျမယ်လို့ခန့်မှန်းပြီးရောင်းတာပါ။ โอเคအခု shares trading တခုကိုလုပ်ပြမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် ETH USDT ပဲကိုပဲလုပ်ပြထားရယ် the low 0.24နာရီအတွင်းမှာ +0.39 တက်နေတယ်သူပြရယ်ပေါ့နော်โอเคဒီမှာ margin mode အနေနဲ့က cross နဲ့ isolate နဲ့ပေါ့နော်ဒီမှာတော့ cross ကိုသုံးထားလိုက်မယ်ပေါ့နော် leverage အနေနဲ့က 5ace ကိုယူမယ်သူက beginner ဆိုလို့ရှိရင်တော့ 2ace 3ace လောက်ပဲအသုံးပေါ့နော် order type အနေနဲ့ကကြတော့ market ကိုပဲရွေးထားမယ်တခြား order type တွေကကြတော့ကိုသုံးတဲ့ချိန်မှာကိုအစဉ်ပြုလို့ရွှေ့ပြီးသုံးလို့ရရပေါ့နော် okay ပြီးတော့ blog tea shrink ပါလဲကိုရွှေ့ရဲ့နေရာမှာတိလို့ amount ကိုကိုကကိုမထည့်တော့ဘူးပေါ့နော်ဒီ barley ကိုပဲဆွဲပြီးတော့ကိုရဲ့ margin နဲ့ကနေပြီးတော့ blog သုံးပါလဲဆိုတော့ရွှေ့မှာဖြစ်ပါတယ်ဟာထားတော့50သုံးမယ် အပြီးတော့ရင်ဒီမှာ take profits နဲ့ stop loss ကိုရွှေရီထပ်ပြောရွှေရီဖို့လိုအပ်ပါတယ်။ဒါကမခင်မနေကိုရွှေရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ strategy ကို check တွေကိုကြည့်ပြီးတော့ on ဒီကိုဒီနေရာမှာ take profit ယူမယ်။ဒီမှာတော့ stop loss ထားမယ်ဆိုပြီးကိုချဲတဲ့လို့ရွှေထားလို့ရရပါတော့။ဒီမှာတော့ဒီရွှေထားပြီးသားဖြစ်တယ်ပေါ့နော်။အမီရသေးဘူးဆိုလို့ရှင်ဒီလိုပေါ်နေမယ်။အဲ့တော့ဒီလိုချစ်ပြီးတော့ရွှေလိုက်ပါ။ဟာ take profit ကထားပါတော့2000အ950မှာ take profit ယူမယ်။ stop loss ကိုကြတော့ အာနထောင်းဟာရလောက်မရှိမဲ့ပေါ့နော်ဒါကကိုကစေးတက်မဲ့ထင်လို့အာလုတ်လိုက်တဲ့ဟာပေါ့နော်အာโอเคအဆလရှင် stop plus negative profinet ထည့်ပြီးတော့ပြီဆိုတော့အခုဒီ reduce only ဆိုတဲ့ function အကြောင်းကိုအရှင်းပြမယ်ပေါ့နော်ဒီဟာကဘယ်နေရာမှာသုံးတာလဲဆိုလို့ရှိရင်ကိုအရှိကဖွင့်ခဲ့တဲ့ long position ရဲ့ position size ကို short ရင်သုံးပါတယ် ပုံမှန်ဆိုလို့ရှိရင် point တစ်ခုရဲ့အတွက် long position ရော short position ရောတပြိုင်တည်းဖွင့်လို့မရအောင်အကဲဒါကက long position ဖွင့်ထားမိပြီးတော့ရောင်ပြီးတော့ sell position ကိုဖွင့်လိုက်မိရဆိုလို့ရှိရင်အရှိအ tricky ကပြတ်သွားမှာပေါ့နော်အဲ့လိုအမမျိုးမလုံးမိဖို့အတွက်ဒီ reduce only ဆိုတဲ့ function ကအရေးပါတယ်ဥပမာကက pick point တစ်ခုကို long position ဝင်ထားတယ် အဲ့မဲ့အာကိုကအဲ့တော့မေ့ပြီးတော့အနောက်မှာ self position အနေနဲ့0.5 PTC ကိုတင်လိုက်မိရဆိုလို့ရှိရင် reduce only ဒါမနေထိုင်အရှိက long ကြီးလည်းပြတ်သွားမှာပေါ့နော်အဲ့မဲ့ reduce only နေခါရဆိုလို့ရှိရင်အရှိက long position နဲ့ပါမှာကိုခု sell လုပ်တဲ့ပမာဏကို short ပေးမှာ 1PTC trader ရတဲ့ကြောင့်မလို့အရှိက open long position က0.5 position size ဖြစ်သွားလိမ့်မယ်အာအကယ်၍ကိုက sell position မှာအာ 1BTC ကို sell လုပ်ထားရဆိုလို့ရှိရင်အရှိက order ကပိတ်သွားမယ်ပေါ့နော် ပြီးတော့အကဲရီကောက not as sales position ကို 2PDC ဆိုပြီးတော့တင်လိုက်တယ်အဲ့ဒါဆိုရှင် reduce only တင်ထားတဲ့အတွက်ကြောင့်မလို့အရှိက order မှာ 1BTC ပဲရှိတာ။အ 2BTC မရှိဘူး။ဆိုတဲ့ကြောင့်မလို့အခုနောက်ထပ်ကိုတင်လိုက်တဲ့ sales order ကမဝင်တော့ဘူး။ဆိုတော့မပွင့်တော့ဘူးပေါ့နော်။ဆိုတော့အထူးချုပ်ရှင်ပြရရင် reduce only ဆိုတာကအရှိက position size ကို short ရာဒါမှမဟုတ်ပိတ်တာအတွက်ကိုသုံးတယ်။အာဒီနေ့အဖြစ်ဆိုလို့ရှင်ရောင်ပြီးရော sales order ကိုမှားပြီးရောနှိမ့်မိရင်တော့မှပြဿနာမတက်အောင်ကာဝယ်ပေးရတဲ့သဘောမျိုးပါပဲ။ โอเคဒါဆိုကိုက Ethereum ကိုတက်မယ်ဆိုပြီးတော့မှန်းတယ်မှန်းတယ်ဆိုလို့ရှိရင် buy now ကိုနေရမယ်တကယ်ပြီများကိုက Ethereum ကအခုလက်ရှိစီထက်ကြမယ်လို့မှန်းတယ်ဆိုလို့ရှိရင်တော့အောက်က shock sale ကိုနေရမယ်ပေါ့နော်အခုလောလောဆယ်ကတော့ buy now ကိုနေလိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်ဒီ order ကပမာဏမဖြစ်ဘူးလို့ပြောရပေါ့နော်ဒါဆိုလို့ရှိရင်လို့လို့ရတာက leverage ကိုတိုးရင်တိုးအာဒီ margin ကိုတိုးရင်တိုးပေါ့နော် leverage ကိုတိုးတာကိုတော့ recommend မပေးချင်ဘူး NDA များတယ်ဒီ margin ကိုထပ်ထည့်ပြီးတော့ position size ပုံနဲ့နဲ့လေးတိုးလိုက်ပေါ့နော်အခုကတော့ ism ပြနေဖြစ်တဲ့အတွက်ကြောင့်မူကြမှာဆိုလို့ဒီ margin size ပေါ်ပဲတိုးပြီးတော့ယူလိုက်တယ်ပေါ့နော်ဒီလို position size ကိုကိုယ့်ရဲ့ဒီ margin ပြည့်ခါနီးပေါ့နော်အခုဒီမှာဆိုလို့ရှိရင်80လောက်ထားလိုက်တယ်ဆိုလို့ရှိရင်အာအောက်က buying long ပြန်နေ order ကထွက်သွားလိမ့်မယ်ဒါပေမဲ့တခုရှိရတာကဒီမှာ liquid price ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် liquid price ကတိုးသွားတယ် အတိုးတော့အဲ့ဆိုပြပြမယ်ဟောဒီမှာ90မှာဆိုလို့ရှိရင်1300ကျော်ပဲရှိမယ်80ဆိုလို့ရှိရင်1900ကျော်ခဲ့သွားရတဲ့ကြောင့်ဘလကွေ liquid gap ကကျင်းသွားရပေါ့နော်အမြင်မြန် liquid ထိသွားနိုင်တယ်အဲ့လိုသဘောမျိုးရရှိရပေါ့နော်ထားပါအခုပိုင်း long ဆိုပြီးနှိမ့်လိုက်ပါမယ်နောက်ဆိုလို့ရှိရင်အောက်မှာကိုယ့်ရဲ့ position ဆိုပြီးပွင့်သွားမယ်ဒီမှာ position နဲ့မှာဒါကိုဝင်ထားတဲ့ position monolithic တစ်ခုပဲရှိတော့တစ်ခုပဲပုံဝင်ပေါ့နော်ဒီမှာကျတော့ open order ဆိုပြီးပေါ်နေတယ်ဒါကဘာဖြစ်လို့လဲဆိုတော့အဒီ take profit နဲ့ stop မကဲဆိုပြီးတော့ထားရတဲ့အတွက်ကြောင့်မလို့ဒီဈေးတွေရောက်ရင်ငါရောင်းမယ်ဆိုပြီးတော့အာကြိုပြီးတော့ order တင်ထားတဲ့အနေနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ open order တွေမှာဝင်နေတာဖြစ်ပါတယ် order ကိုပိတ်ချင်နေဆိုလို့ရှိရင်တော့ဒီ close ကိုနှိပ်ပြီးတော့ပိတ်လိုက်လို့ရပါတယ်ဒီမှာ close ကိုနှိပ်ဖုန်းဖုန်းကိုနှိပ်လိုက်ဆိုလို့ရှိရင် order ပိတ်ပြီးတော့ပါပဲ ဒီတော့ဆိုလို့ရှိရင်တော့ finance ပေါ်မှာ futures trainee ကိုတည်တဲ့တော်တော့တည်တော်လဲမှာတို့ထင်ပါတယ်ပြီးတော့ဒီလိုမျိုး crypto နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာချင်တဲ့ဆိုလို့ရှိရင် crypto maker channel ကို like and subscribe လုပ်ထားပြီးတော့ဘယ်သူကိုရိုင်းတေချာမိတ်ချင်တဲ့ဆိုလို့ရှိရင်တော့ crypto maker telegram group ကို join ပြီးတော့မေးလို့ရပါတယ် finance account မရှိသေးဘူးဆိုလို့ရှိရင်လည်းဒါမှမဟုတ် finance account မဟုတ်ဘဲနဲ့ trading fees 20% discount ကို live train ရမယ့်အပြင် community member ဒေတန် give away တွေကိုရနိုင်တဲ့ finance account ကိုအခုကြားထားတဲ့ crypto maker referral code ကိုသုံးပြီးဖွင့်ထားလို့ရပါတယ်နောက်ဆုံး disclaimer အနေနဲ့ပြောချင်တာကတော့ crypto maker က knowledge sharing လုပ်ပြတာဖြစ်ပြီးတော့ financial advice ပေးနေရမှာမဟုတ်ပါဘူး။ဒီနေ့ view လေးကတော့တလပါပဲ။ crypto maker နောက် video မှာပြန်တွေ့ရပါမယ်။